ဆရာရွှေဦးတောင်ရေးသားသည်ရုပ်ခွဲညံခွဲနှင့်အခြားဝိတ္ထုတို့များစာအုပ်မှာရုပ်ခွဲညံခွဲဝိတ္ထုတို့ကိုဖတ်ပြမှာဖြစ်ပါတယ်။ University သိပ္ပံကျောင်းကြီးမှ Professor ဆရာကြီးဦးလွန်ပေသည် IA အတန်းသားများနှင့် BA အတန်းသားများအားလောကဓာတ်ပညာ၌သင်ကြားပြသရသူတစ်ယောက်ဖြစ်ရာထို့သူသည်အနောက်နိုင်ငံ၌ပေါ်ထွန်းသော Hypnotism ခေါ်စိတ်ညှို့ခြင်းပညာနှင့် Psychics ခေါ်ဉာဏ်ဝိဉာဉ်နှင့်ဆိုင်သောပညာတို့ကို၎င်း ဗုဒ္ဓဘာသာအမိဓမ္မာကျမ်းမှာစိတ်စေတသိမ့်နှင့်ယုတ်တရားများအကြောင်းကို၎င်းတစ်ခုနှင့်တစ်ခုရှင်တွဲလေ့လာခဲ့သဖြင့်အနောက်တိုင်းပညာနှင့်အရှေ့တိုင်းပညာတို့၏ဆက်သွယ်ပုံများကိုအထူးသဖြင့်ကျွမ်းကျင်နားလည်သူတယောက်ဖြစ်ခဲ့လေသည်အနောက်တိုင်းသားများသည်လက်တွေ့ညီဖြင့်လေ့လာရသောစိတ်ညှို့ခြင်းပညာ၌များစွာကျွမ်းကျင်ကြသည်မှန်တော်လေအမိဓမ္မာကျမ်းကိုဖတ်ရှုလေ့လာခြင်းမရှိသဖြင့်အခြားသူတို့အူတယောက်ကိုမိမိတို့အလိုရှိတိုင်းပြုလုပ်စေနိုင်ခြင်းသည်ဟူသောစိတ်ညှို့ခြင်းအတတ်ထက် ပုံမူ၍စွမ်းဆောင်နိုင်ကြသည်မရှိကြချေမြမပြည်ညင့်တီဟိုကျွန်းတီးလင်ကနိုင်ငံများ၌လည်းဗုဒ္ဓဘာသာဝင်ယဟန်ရှင်တို့သည်အဘိဓမ္မာကျမ်းတက်တက်ကိုသာလည်းလေ့လာကြသဖြင့်စိတ်စေတသိက်ယုတ်စသည်တို့၌ယုတ်တွက်ခြင်းဝီထိတိုးခြင်းစသည်ဖြင့်စိတ်ဤအကြောင်းယုတ်ဤအကြောင်းတို့ကိုအမှုစိတ်ဖြာ၏တိကျွမ်းနားလည်ကြသည်မှန်တော်လဲအခြားသူတဦးတယောက်ဤစိတ်ကိုတညင်းညင်းအဖြင့်ထိခိုက်စေခြင်းသည်ဟူသောလက်တွေ့ညီးများ၌တက်ကြွနားလည်ကြခြင်းမရှိကြချေ။ Professor ဦးလွန်ပေမမူထိုနဲ့နဲ့ခက်ခဲလာသောပညာရဲ့နှစ်ခုလုံးကိုတစ်ခုနှင့်တစ်ခုဆက်ဆက်၍နိုင်နိုင်ချွတ်ချွတ်ရွရွချွန်ချွန်လေ့လာစီးပူးခဲ့သူတဦးဖြစ်လျာကအမွေတရေရှိအောင်ထူးကဲစံကျယ်လာသောအချင်းရာနှင့်တွေ့ကြုံခဲ့ရ၏ယခုရေးသားဖော်ပြလက်တန်သောအဖြစ်အပျက်မှာအနောက်တိုင်းမှလောကဒတ်ဆရာကြီးများသော၎င်းအရှေ့တိုင်းမှအဘိဓမ္မာ၌တက်ကြွသောပုဂ္ဂိုလ်ကြီးများသော၎င်းမကြားဘူးမကြုံဘူးလောက်အောင်ထူးထွေစံပြလာသောအဖြစ်အပျက်ဖြစ်လေသည် ဦးလုံးပင်မှာ University သိပ္ပံကျောင်းကြီး၌ Professor ဆရာကြီးတယောက်ဖြစ်သောကြောင့်လည်းလိုအပ်သောလက်ညှိုက်ကြိယာများကိုကျောင်း၌စုံလင်စွာရရှိနိုင်သဖြင့်ထိုကဲ့သို့ပေါက်ရောက်အောင်လေ့လာလိုက်စားနိုင်ခြင်းဖြစ်ပေသည်ဦးလုံးပင်သည်ကြုံလီသောအရေးအသားမြင့်မားသောအရာမောင်းနှင့်နှာခေါင်းချွန်းချွန်းမီးချွန်းချွန်းဖြင့်အစွန်းထွက်မတတ်ရှိသော မျက်နှာမျိုးရှိသည့်ပြင်စူးရှာထက်မြက်လာသော မျက်လုံးများလည်းရှိရကားထိုသူကိုမြင်ရကားများဖြင့်ထက်မြက်သောဉာဏ်ရှိကြောင်းထင်ရှားပေ၏ ို့သူသည်အရေးတွန့်လိုက်သောနှစ်ဖူးရှိ၍အစင်မပြတ်မျက်မှောင်ကျုပ်ခါနေတတ်သည်ဖြစ်သောကြောင့်ခတ်ထန်သောစိတ်သဘောရှိသည်ဟုတွေးထင်ကြကြသည်မှန်တော်လဲစင်စက်မှမူဥလုံးပေသည်ညဉ့်ညံ့တိမ်မွေသောစိတ်သဘောရှိခြင်း၏သိပ္ပံចောင်းသားများသည်ဥလုံးပေအားကြီးညိုချစ်ခင်ခြင်းရှိကြ၍၎င်း၏ထူဆန်းသောပြောဟောချက်များကိုဝိုင်းဝန်းကြားနာလေးရှိကြ၏၎င်းပြောဟောချက်များမှာចောင်း၌လေ့ကျင့်ရသောသင်ခန်းစာများနှင့်မသက်ဆိုင်ခြင်းဥလုံးပေသည် စိတ်ညွတ်ခြင်းပညာကိုလေ့ကျင့်ရနိုင်မိမိ၏တပည့်များကိုအသုံးပြုလေ့ရှိသည်ဖြစ်ရာထိုဆရာကြီး၏ညွှန်ကြားကိုမခံဘူးသောတပည့်ကြောင့်သာဟူ၍မရှိခြင်းဦးလွန်ပေ၏တပည့်များအနေ BA Senior အတန်းမှမောင်တင်ဆွေဟူသောတငယ်သည်ဆရာကြီး၏နည်းနည်းသိမ်မွေ့သောပညာ၌စိတ်အားအထက်တန်ဆုံးဖြစ်လေ၏မောင်တင်ဆွေသည်မြေလက်သားတယောက်ဖြစ်၍ပျော်ရွှင်မှုအမျိုးမျိုးတို့၌ကျောင်းသားများအနက်တွင်ခေါင်းဆောင်ကြီးတယောက်ဖြစ်လျာကဤမျှပေါ့ရော်သောစိတ်သောရှိသူတယောက်သည် ဆရာကြီးဦးလွန်ပေ၏နည်းနည်းသိမွေးလာသောပညာ၌စိတ်အားထက်သန်ခြင်းရှိရသည်ကို အခြားចောင်းသားများကနားမလည်နိုင်အောင်ရှိကြ၏စင်စစ်တော်ကမောင်တင်ဆွေသည်ဦးလွန်ပေ၏သမီးမက်အမာကိုချစ်ကြိုက်ဆုံးမလျက်ရှိသည်ဖြစ်သောကြောင့်မက်အမာနှင့်နည်းနည်းချင်းဆိုင်ခွင့်ရစေခြင်းဟာဦးလွန်ပေခိုင်းစေရာကိုစိတ်ပါစွာနှင့်ဆောင်ရွက်လျက်ရှိခြင်းဖြစ်လေသည်ဦးလွန်ပေသည်စိတ်ညှို့ခြင်းနှင့်ဆိုင်သောပညာကိုလေ့ကျင့်ရ၌တပည့်တယောက်လူသည်ဖြစ်ရာမောင်တင်ဆွေအား မိမိ၏ညီအိမ်တို့မကြာခဏခေါငင်လေးခြင်းနေရှိ၏။မောင်တင်ဆွေကမူမတ်အမာကိုတွေ့မြင်ခွင့်ရမည်ဆိုသောတနေ့အတွင်းအိမ်တို့ဆယ်ကြိမ်လာဖို့လိုနေလဲသွားရန်အစဉ်သင်ရှိ၏။ထိုကဲ့သို့ကြိမ်မံများစွာသွားရောက်ရလေလျှင်မောင်တင်ဆွေနှင့်မတ်အမာတို့သည်သမီးရီစားအဖြစ်သို့တိုင်ရောက်ခဲ့ကြ၏။မောင်တင်ဆွေသည်တနာကမရှိသောရုပ်အစင်းရှိသည့်ဖြင့်စက်ပိုင်တယောက်ဤသားဖြစ်သောကြောင့်ညီသည့်မိန်းကလေးမဆိုရီစားတော်လိုကြမည်မှန်တော်လဲဥလုံးပေဤဇနီးဆရာကတော်တော်များရင်သည် ောင်တင်ဆွေညစ်ငငကြောမတဲ့သည်ဖြစ်သောကြောင့်အိမ်တို့မောင်တင်ဆွေလာရောက်သည့်အခါတိုင်းညနာတင်တင်ထားလေးရှိ၏။ဒေါ်မြရင်ကမိမိတို့၌သမီးဖြိုကလေးရှိပါလျက်နှင့်ចောင်းသားမောင်တင်ဆွေကို အိမ်တို့ခေါ်ခဲ့ရလေသလားဟုဆရာကြီးအားမကြာခဏမြည်တွန်းတောက်တီးလေးရှိ၏။စင်စစ်မှာမောင်တင်ဆွေသည်ចောင်းသားအရွယ်၌ပင်ငူးရစ်တောက်စားခြင်းစသောပျော်ရွှင်မှုတို့၌ခေါင်းဆောင်တယောက်ဖြစ်လျာဒေါ်မြရင်သည် ထိုအကြောင်းကိုတည်င်းတန့်တန့်ကြားရသည်နှင့်ထိုကဲ့သို့ကန့်ကွက်ခြင်းဖြစ်လေသည် အငြိဒနိုင်မောင်တင်ဆွေသည်အရက်နံကလေးကြသိင်းသိင်းနှင့်ညိုထဲမှကျောင်းသို့ပြန်အလာကျောင်းအဝင်ဝတွင်ကျောင်းအုပ်ကြီးညင်တွေ့၍ကျောင်းအုပ်ကြီး၏လက်ကိုဆွဲငင်ကနှုတ်ဆက်မြည်ပြူရာတွင်ကျောင်းမှနှုတ်ပယ်ခြင်းခံရလူမတက်ဖြုတ်ခဲ့ဘူးလေ၏ဥလွန်းပေမှမူပညာကိုလေးနက်စွာစေးဘူးသူတို့၏ထုံးစံအတိုင်းတမိရေးကိုလည်းခယူမဆိုင်မိမိလေ့ကျင့်လျက်ရှိသောပညာ၌မောင်တင်ဆွေ၏အသုံးဝင်ခြင်းကိုသာနှင့်မျက်သက်သဘောတူလျက်ရှိနေ၏ဥလွန်းပေသည်ယုံမြညာတို့၏ဆက်သွယ်ပုံအကြောင်းနှင့်ဆက်လျင်း၍ နည်းနည်းသော အချင်းအရာတစ်ခုကိုနှစ်ပေါင်းများစွာလေ့ကျင့်ဆုံးစမ်းလျက်ရှိခဲ့၏လူတယောက်ဤဉာဏ်ဝိဉာဉ်သည်ကိုယ်ကာယမှတခဏတာမျှခွာထွက်ပြီးနောက်ဂျပန်ပြန်၍ဝင်နိုင်စွမ်းလေသလိုဟူသောအချက်ကိုတစ်နေ့အတွင်းတွင်အကြိမ်ပေါင်းတရာမကမိမိကိုယ်ကိုမိမိမေးခွန်းထုတ်လျက်ရှိ၏ယောဂအပြင်ဖန်သဖြင့်ညံ့မျောသွားသောသူတို့ဤဉာဏ်ဝိဉာဉ်သည်ကိုယ်ကာယမှထွက်ခွာသွားဟန်ရှိသည်မှန်တော်လေလူကောင်းတယောက်သည် ထိုကဲ့သို့တမင်ပြူစွမ်းနိုင်ပါသလောဟူ၍မကြာခဏစဉ်းစားလေရှိ၏ ောက်ဆုံး၌ဉာဏ်ညစ်ရုပ်ကိုခွဲခြင်းသည်စင်စစ်အားဖြင့်တည်ခြင်းတစ်မျိုးပင်ဖြစ်သောကြောင့်စံသက်ရန်ကြောက်မက်ဖွေရာကောင်းသည်မှန်တော်လဲညီတို့ပင်ဖြစ်စေစံသက်၍ကြည်မီဟုဆုံးဖြတ်လိုက်ပရော်ဖက်ဆာဦးလွန်ဘေးသည် တပည့်တယောက်ကို စိတ်ဖြင့်ညှို့ပြီးနောက်ထိုတပည့်အားအခြားသောအိမ်တိမ်၌ဖြစ်ပျက်နေသောအဖြစ်အပျက်များကိုပြောပြရန်စီခိုင်းသောအခါထိုတပည့်သည်မှားယွင်းခြင်းမရှိဘဲပြောပြနိုင်၏ထိုကဲ့သို့ပြောပြနိုင်ခြင်းမှာစိတ်ညှို့ခြင်းခံရသောတပည့်ဤညာဝိညာဉ်သည် ၎င်း၏ကိုကာယမှထွက်ခွာ၍ထိုအိမ်တို့သွားရောက်ကြည့်ရှုသောကြောင့်သာနှင့်ဟုံးမှန်သည့်အတိုင်းပြောပြနိုင်သည်ဟုအယူရှိ၏အခြားသောလောကရက်ဆရာကြီးများကမူနန်းဝိညာဉ်သည်ကိုကာယမှထွက်ခွာသွားနိုင်သည်ဟုသောအချက်ကိုမကျေညပ်ကြခြင်းသို့ဖြစ်သောကြောင့် Professor ဦးလွန်ပေကတပည့်မောင်တင်ဆွေကိုရှေးဦးစွာညှို့ယူ၍မိမိကိုယ်ကိုလည်းမိမိညှို့ပြီးလျင်နန္တရားအချင်းချင်းတွေ့ဆုံစေခြင်းအပြင်စံသက်ပြမည်ဟု၍ထုတ်ပြန်ကြေညာလိုက်၏။ညနှစ်ခုသည်ရုံမှထွက်ခွာပြီးနောက် အချင်းချင်းတွေ့ဆုံနိုင်ခြင်းမှာလောကဒတ်ပညာ၌မကြောက်ဘူးအောင်စံကြယ်လာသည်ဖြစ်သောကြောင့်သိပ္ပံကျောင်း၌ရှိသောဆရာကြီးများသာနှင့်မကအစိုးရအမှုရမ်းများဖြစ်ကြသောလောကဒတ်ပညာဘက်ဆိုင်ရာဆရာကြီးများသည်ချင်းဆိုထားသောနေ့၌သိပ္ပံကျောင်းသို့စုယုံရောက်လာကြလေ၏ချင်းဆိုထားသောနေ့ရက်မတိုင်မီနေ့ရက်ခဏ၌မောင်တင်ဆွေသည်မိမိရက်ရွာမှမန်ကြီးအော်ရာဆောက်ရောက်လာသောကြောင့်မြို့ရဲသို့အလဲအပတ်ထွက်သွား၍ခက်ရိုင်ရိုင်နှင့်ကျောင်းသို့ပြန်လာရာလမ်းခရီးတွင်ဥလွန်းပေနှင့်တွေ့လေ၏ ်ဦးလွန်ဘေကမိမိသည်မောင်တင်ဆွေ၏ညာရုပ်ကိုတခြားစီဖြစ်အောင်ခွဲခွာပြသမည်ဟုကြော်ညာထားကြောင်းနှင့်ပြောပြရတယ်။မောင်တင်ဆွေကညာညင်ရုပ်ကိုခွဲခွာခြင်းဆိုသည်မှာတေခြင်းနှင့်အတူတူဖြစ်ကြောင်းအကယ်၍မိမိ၏ညာညင်ရုပ်များခေတ္တခဏခွဲခွာရမှတဖန်ပြန်၍မပူပေါင်းမီပဲအစဉ်အမြဲခွဲခွာသွားကြပါမူ။မိမိမှာကိစ္စများကြေတော့မည်ဖြစ်ကြောင်းသို့ဖြစ်သောကြောင့်ထိုစမ်းသပ်ခြင်းကိုမိမိသဘောမတူနိုင်ကြောင်းနှင့်ငင်းဆန်ပြောဆိုလေ၏။ ထိုအခါဆရာကြီးဦးလုံးပေသည်မိမိတို့စံသက်မိအကြောင်းကိုအနှံ့အပြားကြော်ညာထားပြီးဖြစ်ပေကြောင်းအကယ်၍မောင်တင်ဆွေက နောက်ဆုတ်ခဲ့ပါမူမိမိမှာ အကြီးအကျယ်အဆက်ကွဲပွဲရာရှိကြောင်းသို့ဖြစ်၍ညီသည့်ညီညံ့မစုံမောင်တင်ဆွေကစံသက်ခြင်းခံထိုက်ကြောင်းထိုအတွက်အဖို့အခလုခဲ့ပါနှင့်မိမိကပေးရန်အစဉ်သင့်ရှိကြောင်းနှင့်ပြောလေ၏ထိုအခါမောင်တင်ဆွေမှာဟိုတယ်မှရဲစေးတင်ခဲ့သည်ဖြစ်သောကြောင့်ရှက်ရွံ့သောစိတ်မရှိသည့်ဖြစ်ရာကမိမိကြောင့်မှထွက်သောအခါတွင် မတ်အမာနဲ့ထိမ်းမြလက်ထက်ရန်သဘောတူညီခဲ့ပါကခိုင်းစေသည့်အတိုင်းပြုလုပ်မည်ဖြစ်ကြောင်းသူဒီမဟုတ်ခဲ့ရင်ငွေတထောင်ကိုပင် ပုံရွက်ပေးစေကမူမလုံနိုင်ကြောင်းနဲ့ပြန်၍ပြောလေ၏ဥလွန်ဘေကမိမိ၏တမီသဘောတူပါနှင့်ပေးစားမည်ဖြစ်ကြောင်းနှင့်ကတိထားလျာမောင်တဲဆွေသည်မတ်အမာ၏သဘောကိုသိပြီးဖြစ်သောကြောင်းစမ်းသက်ချင်းခံရန်သဘောတူလိုက်လေ၏ချင်းဆိုသောနေရတုတ်တိုင်ရောက်သောအခါလောကရပညာပဆိုင်ရာအရာရှိကြီးများသာမြင်မကား အထူးအဆန်းတွေ့မြင်လို့သောသဘောနှင့်လာရောက်ကြသောလူကြီးလူကောင်းအမြောက်အများတို့သည်သိပ္ပံကျောင်းရှိအခန်းကြီးအတွင်တွင်ပြည့်ညက်လျက်ရှိကြလေ၏ပရိုဖက်ဆာဦးလွန်ပေနှင့်မောင်တင်ဆွေတို့သည်စင်မြတ်ပေါ်သို့တက်ကြသောအခါတွင်ပရိသတ်များသည်လက်ခုပ်လဝါတိကဩဘာပေးကြကုန်လေ၏ဦးလွန်ပေကမိမိနှင့်တပည့်မောင်တင်ဆွေတို့သည်ရုပ်ခွဲနံခွဲပညာအကြောင်းကိုထူးဆန်းသောညီလန်းဖြင့်ပြသကြမည်ဖြစ်သောမိမိကမောင်တင်ဆွေကိုရှေးဥစွာညှို့၍မိမိကိုယ်ကိုမိမိညှို့ပြီးလျှင် ဉာဏ်ဝိညာဉ်နှစ်ခုတို့သည်ကိုယ်ကာယအပြင်ပ၌တွေ့ဆုံကြမည်ဖြစ်ကြောင်းထို့နောက်တဘာဝဓမ္မအလျောက်တဖန်တတိယလာသောအခါတွင်မိမိတို့၏အဖြစ်အပျက်ကိုပြန်ပြောင်းပြောပြမည်ဖြစ်ကြောင်းနှင့်ပြောရတွင်ပရိသတ်တို့လည်းစုညံစွာဩဘာပေးကြနေကုန်၏၎င်းနောက်ဥလွန်ပေသည်ကလထိုင်မော်တွင်ထိုင်လျက်ရှိသောမောင်တင်ဆွေ၏ရှိ၌ထုံးစံအတိုင်းရက်လျက်မောင်တင်ဆွေ၏မျက်နှာကိုလက်များဖြင့်မထိစေဘဲတက်၍ခြာနေရာ မကြမီမောင်တင်ဆွေသည် တောင်တင်းသောအဖြစ်သို့ရောက်သွားလေ၏ထိုနောက်ဦးလွန်ပေသည်ကလထိုင်ပေါ်တွင်ထိုင်၍အင်းကြီးအိတ်ထဲမှဖန်လုံးတစ်ခုကို ထုတ်ပြီးလျင်၎င်းကိုစစ်စစ်ပအောင်ဆိုက်၍ကြည်ရတွင်မောင်တင်ဆွေဤညီသူတောင်တင်းသော အဖြစ်သို့ရောက်သွားလေ၏ဆရာတပည့်နှစ်ယောက်တို့သည်စင်မြင့်ပေါ်တွင်ကလထိုင်တလုံးစီ၌တောင်တင်းညီသက်စွာရှိနေကြရာ၎င်းတို့နန်းဝိညာဉ်များသည်အဘယ်အရက်သို့ရောက်နေလေသနည်းဟုပရိသတ်များ၏စိတ်ထဲ၌ရေတော့ကဆိုင်ငေးလျက်ကြည်ညိုကြလေ၏၅မိနစ် 10မိနစ်15မိနစ်나이တဝက်ခတ်မြကြာသည်တိုင်အောင်ဆရာတပည့်နှစ်ယောက်တို့သည်ကလထိုင်ပေါ်တွင်ငိန်သက်စွာထိုင်နေရရှိနေကြ၏ထိုအတော်အတွင်ပြိသက်များသည်စကားတခွန်းမျှမပြောဘဲဆရာတပည့်နှစ်ယောက်တို့တတိယလာသည့်အဖြစ်ကိုစောင့်ဆိုင်းဆိုင်ငေးကကြည်ညိကြလေ၏တနာယီကမျှကြာသောအခါပရော်ဖက်ဆာဦးလွန်ပေ၏မျက်နှာသည်ဖြူဖက်ဖြူရော်ရှိနေရမှညဉ့်မြန်းသောအဖြစ်သို့တဖြည်းဖြည်းတိုင်ရောက်လာရာဉာဏ်ဝိညာဉ်နှင့်ကိုယ်ကာယသည် ူပေါင်းစပြုလာကြောင်းထင်ရှားလာလေ၏၎င်းနောက်ဦးလွန်ပေသည်အဲ့ရမနိုးလာသော လူတယောက်ကဲ့သို့လက်ချီများကိုဆန့်တန်း၍ထိုင်ရမထပီးလျင် ထိုမအီမအငင်းမြော်ကြည့်ရှုပြီးမှငါလက်ခွေးတဲ့ဘာများဖြစ်ပါလိမ့်အောင်မေးတယ်လက်ဆက်သက်တော်ရုပ်ခွဲနံခွဲလုံနေကြတာပါတကားဘာမှမဖြစ်ဘူးပြို့ဘာမှမမှတ်မိဘူးခမားတို့လာရတာအလကားဖြစ်တာပဲခဲလေသည်မသဲရေကြဖြစ်လိုက်လေဗျာဟိ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 ဟုပြောဆိုရဲမောလေလျင်ပရိသတ်တို့သည် အံ့အားသင့်လျက်ရှိနေကြလေ၏အကြောင်းမူကားအင်ဂျီရီကြီးလာသောပရော်ဖက်ဆာဆရာကြီးတို့သည် ထိုကဲ့သို့ကလေးကလာရေလားမောလားပြုလုပ်လိမ့်မည်ဟုဘယ်သောအခါမှမထင်မှမိကြပေသောကြောင့်ဒီပရိသတ်တို့သည်ပရော်ဖက်ဆာဆရာကြီး၏အမှုအရာကိုဆက်ဆုပ်ကြသည်ဖြင့်၎င်းပြောသော စကားများမှလည်းလူကြီးမပီးလောကဝိညာဉ်ရာရောက်သောကြောင့်မကျေညက်ကြသော အမှုအရာနှင့်စူညံစွာပြစ်တင်ပြောဆိုကြမည်ပြုရာတွင်မောင်တင်ဆွေသည်တတိယလာ၍ထိုင်ရာမှထားပြီးလျှင် ီးခံကြပါမိတ်ဆွေများခင်ဗျာသူခင်ဗျာမှာတတိယလာတော့လဲစိတ်ညှို့ခြင်းဤအရှိန်မပြေပြောက်သေးသောကြောင့်ပြောမိပြောရာပြောဆိုခြင်းကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ယခုစမ်းသပ်ခြင်းကိစ္စဟာလဲအထမမြောက်ဘူးဟု၍မဆိုထိုက်ပါစင်စစ်အပြင်ကျွန်တော်တို့ဤဉာဏ်ဝိညာဉ်တစ်ခုသည်တွဲဆောင်ခဲ့ကြတဲ့လက္ခဏာရှိပါတယ်သို့သောရုပ်တရားဖြစ်သောအုံနောက်သည်ဉာဏ်ဝိညာဉ်ချင်းချင်းတို့ဤတွဲဆောင်ခြင်းကိုမှတ်သားခြင်းကမတက်ဆွမ်းနိုင်သည့်အတွက်ပြန်ပြောခြင်းကမတက်နိုင်ပဲရှိဟန်တူပါသည်ဉာဏ်ဝိညာဉ်တို့ဤတွဲဆောင်ခြင်းကို မှတ်သားမိစေဖို့နီးလန့်ကိုကျွန်တော်ရှာဖွေပါဦးမည်။အထမြောက်သောအခါမှမိတ်ဆွေများကိုတဖန်ဖိတ်ကြား၍နောက်တစ်ချိန်ပြသပါဦးမည်။ဟုပြောပြလေ၏။ပရိသတ်များမှာចောင်းသားတစ်ယောက်ကဤမြလေးလေးညက်ညက်ချစ်ချစ်မြစ်မြစ်ပြန်ပြောခြင်းကိုကြားရသောအခါညားစွာအံ့ဩကြ၍အချို့အရာရှိကြီးများကမူចောင်းသားတံမဲ့လျက်နှင့်ဟန်ကြီးပန်ကြီးစကားပြောသည်ဟူ၍စိတ်ဆိုးဟန်ရှိကြ၏ထိုအတော်အတွင်း၌ဆရာကြီးဥလုံးပေမှမူမိမိဤစမ်းသက်ခြင်းအထမမြောက်သည့်အတွက်ကြောင့် အငင်းငယ်များဆိတ်ရှုပ်ထွေးခြင်းဖြစ်မိဟန်မရှိသည်ဖြင့်ဟဟပပတ်ရင်မောကပင် ရှိညီလျာကညားစွာသောသူတို့သည်တပည့်เจ้าသားကိုချီးမွမ်း၍ဆရာဥလွန်ဘေကိုရှုတ်ချပြောဆိုလိုကြ၏ပရိသတ်များသည်မိမိတို့မျှော်လင့်ချက်မပြည့်စုံနေဟန်နှင့်စိတ်ပြက်ခါထွက်သွားကြတော့လဲစင်စက်မှမူကားမကြားဘူးမကြုံဘူးလောက်အောင်ထူးဆန်းလှသောအချင်းအရာတစ်ခုသည်၎င်းတို့မျက်စိအောက်၌ပင်ဖြစ်ပွားခဲ့လေပြီအเจ้าကိုဆိုသောဥလွန်ဘေနှင့်မောင်တင်ဆွေတို့၏ညာဝိညာဉ်များသည် ကိုကာယအသီးသီးမှထွက်ခွာကြပြီးနောက်ပြန်၍ဝင်သောအခါ၌မူကားမှားယွင်းခြင်းဖြစ်ခဲ့ကြ၏။ဥလုံးပင်၏ဉာဏ်ဝိညာဉ်သည်မောင်တင်ဆွေ၏ကိုကာယသို့ဝင်မိ၏။မောင်တင်ဆွေ၏ဉာဏ်ဝိညာဉ်မူကားဥလုံးပင်၏ကိုကာယသို့ဝင်ခဲ့မိကြပြီ။ထို့ဖြစ်သောကြောင့်မောင်တင်ဆွေသည်လင်းတတ်သောစကားများကို ပြောဆို၍ဥလုံးပင်သည်ကြမ်းကြုတ်စွာတိုင်းတားခြင်းအမှုကိုပြုခဲ့ခြင်းဖြစ်လေသည်။တို့ရရင်ထိုအချင်းအရာကို ပရိသတ်များလည်းမသိ။ကာယကံရှင်နှစ်ယောက်တို့ကိုယ်တိုင်လည်းမသိကြခြင်း။ရင်းတို့ဖြစ်ရကား ဦးလွန်ပင်ဤကိုကာရသည်အာ၆သည်ဟုသဘောရ၍အခန်းတွင်မှထွက်လာပြီးနှင့်အနီးဆုံးဖြစ်သောဘီယာဆိုင်သို့ရှေ့ရှုထွက်သွားလေ၏အတွင်း၌ရှိသောညံဝင်းညမာမူကမောင်တန်ဆွေဤညံဝင်းညင်ဖြစ်သောကြောင့်အလွယ်တကူနှင့်မိမတယောက်ရကြေတော်မူအကြောင်းကိုမျှော်တွေးကားဖြင့်အလွန်တရာဥွှင်စွာနှင့်ဘီယာဆိုင်သို့ဝင်သွားလေ၏ဆိုင်အတွင်း၌မူကအခြားចောင်းသား၄၅ယောက်တို့သည်ဘီယာတောက်လျက်ရှိနေကြ၏ဦးလွန်ပေဤကိုနှင့်မောင်တန်ဆွေဤညံဝင်းညင်တွဲနေတော်သူသည်ဆိုင်တွင်သို့ဝင်သွား၍ အံဩစွာနဲ့ငေးမောကြည့်နေသောចောင်းသားများကိုမြင်ရတယ်။ဦးလုံးဘေကကြိတ်လိုက်ကြမောင်တို့အမနာကြနဲ့မောင်တို့တောက်သည်။ကျုပ်တောင်ဝင်ရှိပါစေ။ဒီကနေ့တော့ကျုပ်အထူးဥရှင်လာတယ်။တောက်ချင်တိုင်းတောက်ကြကျုပ်ပစံပေးမယ်။ចောင်းသားများမှာမိမိတို့ကြီးညိုယူတည်ခဲ့ကြသောဆရာကြီးတဦးတယောက်ကဤကဲ့သို့ပြောဆိုသည်ကိုကြားကြသောအခါတွင်ကဘာပြတ်ချင်းဤအထင်းမှတ်ပေလောဟုအံဩစွာနဲ့တယောက်မျက်နာကိုတယောက်ငေးကကြည့်နေကြလေ၏။ဆိုင်ပုံ၌ရေးထားသောကလာယုတ်သည် ဆိုင်ပုံမှဆင်းလာ၍မိမိရုပ်နှင့်အတူထိုင်ကဘီယာတောက်နေခဲ့လျင်ចောင်းသားများသည် ထိုထက်ပိုမွေ၍အံ့ဩနိုင်ကြတော့မည်မဟုတ်ချေចောင်းသားများသည်အံ့ဩလွန်အားကြီးလာသည်ဖြစ်၍စကားမပြောနိုင်ပေចောင်းတောင်ငေးလျက်ရှိနေကြရတယ်ဦးလုံးပေက ကိုရင်တို့ကဘာကြောင့်ကျုပ်ကိုចောင်းတောင်ငေးပြီးကြည့်နေကြတာလဲပြောစမ်းဘာကြောင့်လဲចောင်းသားတယောက်ကျွန်တော်တို့ကိုဒီလိုအယောတဝင်ခေါငင်ပေါင်းသိမ့်လိမ့်မယ်လို့မမျှော်လင့်မိလို့ပါဦးလုံးပေအောင်မေ ကျုပ်ကဟိုလူကြီးတွေရှေ့မှာစိတ်ညို့တာတွေဘာကြီးလုပ်ပြလေတော့ကိုရင်တို့ကိုအဖက်မလုပ်တော့ဘူးလို့ထင်နေကြလို့လားကျုပ်ကဘရောမှာစိတ်ကြီးဝင်တတ်တဲ့အကောင်မဟုတ်ဘူး။ gain တောက်ကြစားကြပြောကြစမ်းစိတ်ထင်တိုင်းပြောကြစမ်းကျုပ်ဒီနေ့အားကြီးဥွှင်နေဥွှင်မှုအကြောင်းရှိရာကိုဆရာတို့ရဲ့ထိုအတော်အတွင်း၌ဥလုံးပေသည်ဘီယာများကိုတစ်ခွက်ပြီးတစ်ခွက်တောက်၍ចောင်းသားများအားလည်းတောက်ကြစေရန်တိုက်တွန်းနေရ။ចောင်းသားများလည်းနောက်ဆုံး၌ရွံ့ကြောက်ခြင်းပြေပြောက်၍ဆရာနှင့်အတူတောက်စားကြလေ၏။ဥလုံးပေမှမူ ဥယိုင်းဖြစ်လေရကဘီယာသုံးခွက်မြတောင်းမိသောအခါတွင်ကချင်းခုံချင်းတီဆိုချင်းမှဆ ảy ၍အရက်မူတို့ဤအထည်အမှတ်များကို ပြစပြူလေရာចောင်းသားများသည် တခက်ခက်ရဲမောလျက်ရှိနေကြလေ၏ចောင်းသားတယောက်ဥွှင်နှင့်အကြောင်းကျွန်တော်တို့မသိရဘူးလားဥလွန်ပေပြောပြမယ်ပြောပြမယ်စိတ်ချကြုတ်ပြောပြမယ်ចောင်းသားများနားထောင်ကြအားလုံးနားထောင်ကြငါတို့ဆရာကြီးစကားပြောလိမ့်မယ်ဟုတ်တန်ပြိုင်အောင်ဟစ်ခါဇပွဲကိုလက်သီးများညှင့်ထူကြလေ၏ ဦးလွန်ပြီးဦးရွှင်စိုးဒီလိုငါလူများရဲ့ကြောက်မိမယူတော့မယ်လူပြိုမျက်နာကိုဒီတခါငါလူများဝါအောင်ကြည့်လိုက်ကြမောင်းလို့ចောင်းသားတယောက်အလိုဆရာကတော်သေးလို့လားခမညာဦးလွန်ပြီးဘယ်ကဆရာကတော်လဲចောင်းသားတယောက်ဒေါ်မြရင်လေဦးလွန်ပြီးငါလူတွေကလူပါတွေကိုဒီအဖွားကြီးဝင်ရှုပ်နေတာကိုရိပ်မိကြတယ်ဟုတ်စဒေါ်မြရင်တော့မသိဘူးသို့တော့ကျုပ်တို့လက်ထက်ရေးကိုဒေါ်မြရင်မနှောက်ရှက်တော့ဘူးငါလူများရဲ့ ကောင်းသားတယောက်စိတ်သဘောထားကြီးရင်ပါပဲခမညာဥလုံးပေဟိုတော့ငါမကြီးလာဘူးခုမှကြီးရမှာငါလူရဲ့ဟိုတော့ငါသူကကျုပ်ကိုဘရောမှမျက်နှာချောမတည့်ဘူးအခုတော့ကျုပ်တို့လင်မယားနေတောင်သူကအတူလိုက်ပြီးညီချင်းညီအောင်မယ်ကောင်းသားတယောက်နေရာကျလိုက်ပါပဲခမညာဥလုံးပေဘာပြောကောင်းမလဲမိတ်ဆွေတို့မင်္ဂလာဆောင်ကောငါလူများအားလုံးဖိတ်ရမယ်လာပြည့်အောင်လာကြနော်ကောင်းသားအားလုံးစိတ်ချပါခမညာ ်ဦးလွန်ပေတောက်ကြစားကြပျော်ပါကြကွတောက်ကြစားကြပျော်ပါကြကွဦးလွန်ပေသည်ဘီယာများကိုထက်လောင်းမာယူ၍ကျောင်းသားများနှင့်အတူပျော်ရွှင်စွာတောက်စားလျက်ရှိနေစဉ်အခြားသောရက်ကွက်၌ထူးဆန်းသော အချင်းအရာများဖြစ်ပွားပေါ်ပေါက်လျက်ရှိနေလေ၏ဦးလွန်ပေ၏ညာဝိညာဉ်ကဲောင်းလျက်ရှိနေသော မောင်တင်ဆွေသည်ပရိသတ်များပြန်သွားကြသောအခါ၌အင်ဂျီရီကြီးလာသောမျက်နှာသားနှင့်ကျောင်းဝင်းပြင်သို့ထွက်လာ၍ပရော်ဖက်ဆာဦးလွန်ပေ၏အိမ်သို့ရှေးရှုလျှောက်လာ၏ ဝင်းပေါက်သို့ရောက်သောအခါတွင်ယုခဗေဒဆရာမစစ်စတာနော်တင်ညင့်တွေ့၍မောင်တင်ဆွေသည်ပရော်ဖက်ဆာနော်တင်၏ပခုံးကိုပုတ်လျက်အင်္ဂလိပ်ဘာသာဖြင့်အိုက်စေးနော်တင်ခမားတနည်းကမေးထားတယ်အင်ဂျင်ဝတ်ဆန်ကြီးအကြောင်းကိုကြောက်စုံစမ်းကြည့်တယ်အင်ဂျင်မင်းဆိုတာနော်တင် Go to her တဲစော်ကားရိုင်းပြတဲ့လူတယောက်ပါတကားကျောင်းအောင်ကြီးကိုကြုတ်တိုင်မယ်တတိထားလိုက်ခုပြော၍ထွက်သွားလိမ့်ဤမောင်တင်ဆွေသည်အံ့ဩသောမျက်နှာနှင့်ငေးမြော်ကြည့်နေရမှာ ဒီကနေ့ကိစ္စကြီးလျှော့သွားတဲ့အတွက်ကြောင့်ငါ့ကိုလူအဖက်မလုပ်ချင်ကြဘူးမှတ်တယ်။ခုညင်းညူကဥလွန်ပေဤဝင်တွင်သို့ဝင်မြည်ပြုလေ၏။ထိုခဏ၌ចောင်းသားနှစ်ယောက်တို့လျှောက်လာကြ၍မောင်တင်ဆွေကိုမြင်သောအခါတွင်ရိုသေစွာနှုတ်ဆက်ခြင်းမပြုဘဲရွှေမြူးသောအမွေအရနှင့်မောင်တင်ဆွေ၏လက်များကိုတယောက်တစ်ဖက်ကင်ဆွဲကာခေါ်ကြလေ၏။မောင်တင်ဆွေဟဲ့ကောင်လေးမင်းတို့တဲစော်ကရိုင်းပြလှကြတကားမင်းတို့ငါ့ကိုဘယ်ခေါ်ကြမလို့လဲ။ ောင်းသားတယောက်စတိုင်ထုတ်မနေစမ်းပါနဲ့လာပါဘီယာသွားကြိတ်ချေရအောင်မောင်တင်ဆွေဟေ့ကောင်းကလေးတွေလှော့ငါလက်ကိုမကင်ကြနဲ့မင်းတို့တဲပြီးမရိုက်မှတကားလှော့လှော့ချက်ချင်းလှော့လိုက်ခုပြောဆိုကကန်ကြောက်ဖယ်ယုံတော့အခါကျောင်းသားများကတဲမောက်တယ်လူပါတကားသွားရော့ကွာခုတွန်းလှော့လှော့လိုက်ကြလေဤဦးလုံးပေဤညဝင်းညင်ကဲအောင်လျက်ရှိသောမောင်တင်ဆွေကညင်ညှင့်အောင်မင်းတို့နှစ်ယောက်ကိုကျောင်းအုပ်ကြီးကိုတိုင်အောင်မယ်ခုချင်းချောက်ခါဖြင့်စိတ်ထဲ၌မကြင်မချမ်းဖြစ်လျက် မိမိဤညီအိမ်အထက်နှင့်ဦးလွန်းဘေဤအိမ်ထဲသို့ဝင်လာခဲ့လေ၏မိမိဤလင်ယောက်ကြားထမင်းစားပြန်ချိန်နောက်ကျသဖြင့်အိမ်ပေါက်မှမျောလင့်ဆောင်ဆိုင်လျက်ရှိသောဆရာကတော်တော်များယင်သည်မောင်တင်ဆွေဝင်လာသည်ကိုမြင်သောအခါ၌ညားစွာအံ့ဩမိ၏တော်များယင်သည်မောင်တင်ဆွေကိုညံ့ညံ့ကြောမတည့်ပဲရှိခဲ့ရာ အခါတိုင်းမှာမူဦးလွန်းဘေညစ်အတူပါသောကြောင့်သာနှင့်မပြောတာမဆိုတာသောကြောင့်အောင်ဤတိခိုင်ခဲ့ရခြင်းဖြစ်၏မောင်တင်ဆွေသည်ဝင်းတကားကိုပိတ်လျက် ်အင်ရှင်တယောက်ဤအညီဖြင့်အိမ်ထဲသို့ပိုင်ပိုင်နိုင်နိုင်ဝင်လာသည်ကိုမြင်ရသောအခါဒေါ်မြရင်မှာตาရွေ့ပင်အံ့ဩလျက်ရှိနေ၏ညီအိမ်အပေါ်တက်ရှိပရင်ပေါက်မှစောက်မျောကြည့်ရှုလျက်ရှိသောမတ်အမာသည်လည်းရီစားသည်ဤရဲရင်သောအမှုအရာကို တွေ့မြင်ရသောအခါဖျားဖျားနှင့်အံ့အားသင့်လျက်ကြည့်နေ၏မောင်တင်ဆွေသည်ပလက်ကလထိုင်တလုံးပေါ်သို့ပြလှဲလျက်ထမင်းမြ мян ခူးကြွယ်တော့စားလိုက်တာကွယ်အမားတယောက်ကဒေါ်မြရင်အလို့ ဖះရည်ထမင်းခူးကြွယ်တို့တဲ့။မောင်တင်ဆွေဟုတ်ပါတယ်မြရဲ့မြ мян လုတ်ပါ။မျက်လုံးကြီးအကြောင်းသားနဲ့ဘာငေးနေရတာလဲ။စားပါတယ်ဆိုမြ мян လုတ်ပါကွ့။ဘာပဲရှိရှိရှိရနဲ့ပဲခူးကြွေးစမှာ။ငပိရင်နဲ့တူးစရာကလေးရရင်တော်ပါပြီ။မြ мян စားရဖို့လူရင်းမှာပဲ။စားလာပါပြီ။ခူးပါဆို။ဘာကြောင့်လူကိုငေးကြည့်နေရတာလဲမမြရင်ရဲ့။ဒေါ်မြရင်အော်လွန်အာကြီးသဖြင့်မျက်လုံးများပေါက်ထွက်မတတ်ပြူလျက်တဲစော်ကားပါတကား ဟွန်းလူကမမျှရင်တွေပါရင်းနဲ့မောင်တင်ဆွေဟေ့မိမနာကျင်မီမှတ်တယ်မင်းကိုမမျှရင်မခေါ်ဘယ်နဲ့ခေါ်ရအောင်မလဲချက်ချင်းချက်မင်းခုမလားမခုဘူးလားဟုပြောကလက်သီးလက်မောင်တန်းနေရင်ဒေါ်မျှရင်ဒီကျောက်အားလက်အားနဲ့အခန်းပြင်သို့ထွက်ပြေးလေ၏မောင်တင်ဆွေအမဟဲ့အမဒီကောင်မလေးကဘယ်ပြောင်းနေရပြန်တယ်လဲအမသည်ကြောက်ကြောက်ရွံ့ရွံ့နှင့်အိမ်မော်မပြေးဆင်းလာ၍မောင်တင်ဆွေဤအညီသို့ချင့်ကပ်ပြီးလျင်ကိုကိုကတဲပြီးညံများတဲ့လူတစ်ယောက်ပဲ ကျမနဲ့တွေ့ရအောင်လို့ညဏ်ကြီးတစ်မျိုးထုတ်တာပေါ့လေ။မောင်တင်ဆွေအလိုဒင်းငါငါကိုကိုကိုလေးပါလေးနဲ့ဟဲ့ကောင်းပါလေ။ရင်ဘယ်တော့မြငါကိုမလီမစားဒီလိုခေါ်ရဘူးလို့လေဟဲ့။ဟေးတေးချင်းမီလား။ရိုက်ရမလား။ငှက်ရမလား။စသည်ဖြင့်ကျင်းပေါင်းနေရင်မတ်အမမကလထိုင်ပေါ်မှာပြင်လဲကအကြောင်းသားငေး၍ကြည်နေလေ၏။မောင်တင်ဆွေငါဒီကနေ့ဘယ်နဲ့ဖြစ်ရလဲလို့ပြောပဲမပြောတတ်ပါဘူး။ပြိတ္တရှိမှလည်းအဆက်ကွဲခဲ့ရပြီ။ Professor Norden ကလည်းအဖက်မတန်တယ်လို့လှုပ်သွားပြီ။ ကျောင်းသားနှစ်ယောက်ကလည်းပမာမခန့်လုံသွားပြီမရလုတဲ့လူကလည်းကြောင်တောင်ငေးကြည့်ပြီးထွက်ပြေးသွားပြီအခုအခါသမီးလုတဲ့ဟာကမထီလေးစားလုံနေပြန်ပြီမန့်အမကိုကိုအရင်မူးရင်မလာခဲ့ပါနဲ့လို့ကျမအထက်ထက်မှားထားတယ်မဟုတ်ဘူးလားမောင်တင်ဆွေတဲငါဘယ်တော့အရက်တောက်ဖို့လို့လဲကောင်းပါလေငါအိမ်ကိုငါလာခြင်းတဲ့အခါမလာရရင်ဘယ်သူအခွင့်တောင်းရအောင်ပါလဲတဲ့ဟင်မန့်အမဩကို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 ကျမအချက်ကိုရှင်းစမ်းနေမှတ်တယ်ဟုတ်လားမောင်တင်ဆွေ ဖျားဖျားခတ်ကုန်ပါပြီကောကွယ်တို့မတ်အမစဉ်းစားပါအောင်ကိုကိုတကယ်ဆိုတော့ကျမဟာအမိမျက်စောင်းထိုးတော့လဲကိုကိုကလွှဲရင်ဖွဲနဲ့စကွဲဆိုသလိုသဘောထားပြီးစားလဲသူ့စိတ်အိတ်လဲသူ့စိတ်တမျော်တဲ့မျော်တဆောင်းလဲဆောင်းနိုင်ရလားဒီလိုများဖြင့်သွားပါမလာခဲ့ပါနဲ့ခုပြောလျက်မောင်တင်ဆွေကိုတွန်းလိုက်၏ဥလုံးပေဤညာဝင်းရင်ကဲအောင်နေသောမောင်တင်ဆွေသည် ထိုကဲ့သို့တွန်းဖယ်လိမ့်မည်ဟုမထင်သောကြောင့်စိတ်မှန်အလျောက်လက်ပိုက်ကားရက်ညီရာမတ်အမာက ရုတ်တရက်ကိုလုံးရိုက်၍တအားတွန်းလိုက်သောအခါတွင်အခန်းတောင်း၌ကျန်းတိုက်ရန်တည်ထားသောရေစီပိုင်းတဲသို့ဂျွန်းပြန်၍ထိုးကျသွားလေ၏မတ်အမာကတောင်းမှန်ရန်အချိန်မရမီမောင်တင်ဆွေသည်ဤမြလောက်ဒုက္ခများသောအိမ်၌ထမင်းမစတော့ပြီဟုဆုံးဖြတ်၍အိမ်မှထွက်သွားလေ၏ဦးလွန်ပေ၏ညဝင်းညင်ကိန်းအောင်သောမောင်တင်ဆွေသည်မိမိမကျေနပ်သောအချက်များကိုစိတ်ထဲ၌ရေရွလျက်လမ်းလျှောက်သွားစဉ်ခလန်းလမ်းမှအယံမူဟန်နှင့်ရင်ဆိုင်လျှောက်လာသော လူကြီးတယောက်ကိုတွေ့မြင်ရလေ၏ ။အောင်တင်ဆွေကဤမြလောက်အရွယ်ဝုဒ္ဓကြီးမသူတယောက်သည်လမ်းပေါ်၌အရမူးလျက်ရှောက်ရလေသလောဟုအံ့ဩစွာနှင့်ကြည်ညိစဉ်ထိုသူကိုမိမိမြင်မှုပါသည်ဟုအောက်မေ့မိ၏။အရမူးလာသောလူကြီးကလည်းအောင်တင်ဆွေကို မြင်သောအခါ၌ဒီလူကိုငါမြင်မှုပါတယ်။ဘယ်မှမြင်ဘူးသလဲမဆိုနိုင်ဘူး။ဟဲ့လူ ခမားပဲသူလေ။အောင်တင်ဆွေ Professor ဦးလွန်ပေဆိုတာကြောက်ပဲ။ကြောက်လဲခမားကိုမြင်မှုတယ်။ခမားပဲသူလေ။အရမူးလာသောလူကြီး ခမားလူလိမ့်မယ်ဥလုံးပေကိုကျုပ်တည်တယ်လူကြီးတယောက်ပဲခမားကငငယ်ရှိသေးတယ်ကျုပ်ကကောလိပ်ကျောင်းသားမောင်တင်ဆွေတဲ့မောင်တင်ဆွေခမားလူညာပဲမောင်တင်ဆွေကခမားသားလောက်ရှိတယ်ဒါထက်ညီအောင်ခမားခါကဟာကျုပ်လုံကြည်ပါကလားအယက်မူးလာတော့လူကြီးမောင်တင်ဆွေဤညာဝင်းရင်ကိန်းအောင်တော့ဥလုံးပေခမားလက်ကဒုတ်ောက်ဟာကျုပ်တို့ကမဟုတ်လားခမားဘယ်ကရခဲ့တယ်လဲဥလုံးပေဤညာဝင်းရင်ကိန်းအောင်တော့မောင်တင်ဆွေသည် ထိုနှစ်တစ်နှစ်လုံးစိတ်ရှုပ်ထွေးဝေရာအဖြစ်အပျက်များစွာကြုံတွေ့ခဲ့ရသည်နှင့်နားမလည်နိုင်အောင်ဖြစ်လျက်အင်းကြီးအိတ်ထဲသို့လက်နှိုက်လိုက်ရရင်အပိုင်းကလေးတစ်ခုကိုတွေ့သဖြင့်ထုတ်ယူကြည့်ရှုလေ၏၎င်းမှာအိတ်ဆောင်မှန်ဝိုင်းကလေးတစ်ခုဖြစ်သဖြင့်မိမိ၏မျက်နှာကိုမှန်ထဲတွင်ရိတ်ခနဲမြင်လိုက်ရသောကြောင့်အံ့အားသင့်လျက်ရှိ၏မိမိမှာလူကြီးတစ်ယောက်ဖြစ်ပါလျက်ယခုမှာလူငယ်တစ်ယောက်ဖြစ်နေကလေးပြီညီကဲ့သို့ဖြစ်ရခြင်းပင်ကြီးဦးလွန်ပေ၏ဉာဏ်ဝိညာဉ်သည်ဉာဏ်ရှိသောဉာဏ်ဝိညာဉ်ဖြစ်လျာကား ရင်းကဲ့သို့ပြောင်းလဲလာခဲ့ရခြင်းအကြောင်းကိုချက်ချင်းပင်တွေ့တော်မိ၏။သို့ပင်တွေ့တော်မိတော်လဲအံ့ဩခြင်းမူကမပြေပြောက်ခဲ့ခြင်း။ဥလုံးပင်ဤညဝဉ္ဉင်ကဲရောက်နေသောမောင်တင်ဆွေကတန်တော့တန်တော့ငါရိပ်မိပြီဟဲ့။မင်းကိုနဲ့ငါကိုလွဲနေကြပြီ။ဟိုက်အကျိုးနဲ့ပြီဆရာကြီးရေ။ဒီယုတ်ကြီးနဲ့ကျွန်တော်ဘလို့လုတ်ပြီးလူပြိုလှည့်ရပါမယ်။သူ့အဖေမဟုတ်ပါဘူးလို့ဘယ်နည်းနဲ့ပြောလို့ယုံနိုင်ပါမယ်။ငါအကြံရပြီ။ကိစ္စမရှိဘူးမစိုးရိမ်နဲ့။လုံဆမ်းမအောင်ခမညာဒီအတိုင်းဆိုရင်ကျွန်တော်ကရှုံးနေပါပြီ။ မင်းကိုနောက်တစ်ကြိမ်ထပ်ညှို့ပြီးငါကိုယ်တိုင်နဲ့ငါညှို့မယ်ဒီတစ်ခါပြောင်းဝင်တဲ့အခါကျရင်သူ့ကိုယ်နဲ့သူအပေါက်တက်အောင်ပြောင်းဝင်ကောင်းပါရဲ့ကွယ်လောက်ပါဆရာကြီးမြ мян လောက်ပါ၎င်းနောက်ဆရာတပည့်နှစ်ယောက်တို့သည်လမ်းသွားခရီးသည်များကိုဂယုမဆိုင်ဖဲလမ်းဘေး၌ထိုင်ကရှင်းနီးအတိုင်းစိတ်ညွတ်၍တတိလစ်သွားကြပြီးနောက်ပြန်လည်လာသောအခါတွင်ကံအားလျော်စွာသူ့ကိုယ်နှင့်သူ့စိတ်တဖန်ဖြောင်းဖြောင်းစင်စင်ပူဆက်မိကြလေ၏ professor ဦးလွန်ပေသည်ညီအိမ်သို့ပြန်သွားသောအခါ အာဂရင်းမှာအရက်နဲ့တထောင်ထောင်ရှိနေသည်နှင့်မယားဖြစ်သူကတေဂန်ကြီးမှမတောင်စဘူးအရက်လေ၍တောက်နေသည့်အတွက်ကြောင့်သူတစ်ပါးကစော်ကားချင်းခံရကြောင်းများနှင့်တိုင်တန်းပြောဆိုညီတွန်ရေရွတ်လေ၏။ပေါင်တဲဆွေမှာထိုနေ့ကအဖြစ်အပျက်ကြောင့်အထင်အမြင်လွဲချင်းခံရ၍ဒေါ်မြရင်ဤတမက်ဖြစ်ဖို့ရန်တာ၍ခီးဝေးဟန်ရှိတော်လဲ။ BA အောင်ချင်းနှင့်ဆန်းဆက်တလုံးပိုင်ဆိုင်ချင်းသည်ထိုထက်မကကြီးကျယ်သောရညှိုးများကိုပင်ပြေပြောက်စေခဲ့ဖူးပြီဖြစ်ရကားမကြမီအတွင်း၌ပင် ဒေါ်မြရင်သည်မိုက်လာသောတမတ်ကလေးဖြစ်သည့်အတွက်သာ၍ပင်ဂယုဆိုင်လျက်ရှိညီခဲ့ရလေသည်။သူရိယမဂ္ဂဇင်းဇွန်1935